အလုံးမမင်လာပါအန်တဘာမစ်ဆွေရဲ့ Facebook နဲ့ YouTube Channel ထားနေပြန်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့လည်းအတန်းပါကျွန်တော်တွေဒီ Track Alexander Arnold နဲ့ Real Madrid အကြောင်းလေးနည်းနည်းလေးပြောရအောင်ပေါ့နော်မနေ့ကနေစပြီးတော့ကျွန်တော်တို့ရဲ့ညာနောက်ထပ်လူကစားသမားဖြစ်တဲ့ Track Alexander Arnold နဲ့ Real Madrid အသင်းတို့ကြားမှာ Personal Agreement ရယူသွားခဲ့ပြီလို့ဆိုတဲ့သတင်းကတောက်လျှောက်တက်လာခဲ့ပေါ့နော်ပမာအောင်ဆုံးတက်လာတာကတော့ကျွန်တော်တို့ဒါသိပြီးတော့ unreliable source လို့ပြောရမယ် marker ကနေစပြီးတာလာခဲ့တယ်အဲ့တော့ဆိုလို့ရှိရင်ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှမပြောသေးဘူးပေါ့နော် marker ကိုကျွန်တော်အနေနဲ့ဒီ unreliable source တဲ့ထည့်ရတဲ့အကြောင်းရင်းတော့အပါလဲဆိုလို့ရှိရင် marker ကတော့မယုံကြည်ရတဲ့ ်တင်အရင်မြစ်တစ်ခုတော့မဟုတ်ဘူးဒါပေမဲ့လည်းသူ့အနေနဲ့ကအစင်အဆက်အရင်နဲ့တော့ပေါ့နော် Real Madrid အသင်းအနေနဲ့သူလိုချင်တဲ့တစားသမားကိုလိုက်ပြီးဆိုလို့ရှိရင်ဒါ Propaganda Dues အနေနဲ့အသုံးချခဲ့တဲ့တင်ဌာနတစ်ခုဆိုတော့ဒါကျွန်တော်တို့အရင်နဲ့ကအသက်တည်ပါရကတွေအများကြီးရှိပြီးမြင်ကြရတယ်ပေါ့နော်အဲ့အတွက်အဲ့ဒီဟာကတော့ကျွန်တော်သိပြီးအများကြီးမပြောချင်ဘူးဒီနေ့မှဆိုလို့ရှိရင်တော့သူထက်အနေနဲ့ပို့ပြီးယုံကြည်ရတဲ့ဒီ Fabrizio ဟို Romano ကအနေနဲ့နောက်တစ်ခါထပ်ပြောလာတယ်ပြီးသွားလို့ရှိရင်သူထက်နောက်ဆုံးယုံကြည်ရတဲ့ဟာကတော့ဒါ Stein Sport ကနေပါဒီဒိဋ္ဌာကိုပေါ့နော်တစားသမားနဲ့အသင်း င်ကြားမှာ agreement ရသွားပြီဆိုတဲ့တဲ့နေ့လို့ချက်ချင်းလောင်းလောင်းအာထုတ်ပြီးပြောလာနေထားမှာရှိတယ်အဲ့တော့ဆိုလို့ရှိရင်တော့ဒီအကြောင်းကိုကျွန်တော် Liverpool ပြည်သက်တင်နေပို့ပြီးတော့လေးလေးနက်နက်စဉ်းစားဖို့ပြည်သက်လို့ရှိရင်ဆွေးနွေးဖို့အချိန်ကြပြီလို့ကျွန်တော် ပြောရမယ်ပေါ့နော်ဒီ trend နဲ့ real madrid ကြားမှာ agreement ရယူထားတဲ့ကိစ္စပုံမှာမူတည်ပြီးဆွေးနွေးရမယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ဒီ player side နဲ့ club ရဲ့ side ဆိုပြီးတော့ကျွန်တော်တို့တော့အသုံးသက်ချင်တယ်ပေါ့နော် player နဲ့ club ဆိုတဲ့နေရာမှာလည်းဒါ player က trent alexander အားလို့ဖြစ်ပြီးတော့ club ကတော့ဒါ liverpool ဘက်ကနေပဲကျွန်တော်စဉ်းစားမှာပေါ့နော်ဆက်ပြီးပြောရမယ်ဆိုလို့ရှိရင် player side လို့ကျွန်တော်နည်းနည်းလေးပြောရအောင် trent alexander အားလို့ liverpool ကနေပြောင်းမယ်ဆိုတဲ့သတင်းတွေထွက်လာတဲ့အနေအထားမှာစိတ်ပြတ်မိလားဆိုလို့ရှိရင် yes တော်တော်လေးဒါ liverpool fan တွေအတွက် annoying ဖြစ်စရာကောင်းတဲ့သတင်း ြင်ဝမ်းနည်းစရာထောင်းတဲ့တင်လို့ပဲပြောရမယ်။ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်လစ်ဗာပူးဖန်နေဆိုတာကဒါနည်းနည်းလေးကကြည်ပြင်းလာတဲ့ရတာကစတီဗင်ဂျာရက်တိုလို့ loyalty ရဲ့ဒီပြယုဖြစ်တဲ့တစားသမားကြီးနဲ့ကျွန်တော်ကြည်ပြင်းလေရတယ်။အဲ့တော့ဆိုလို့ရှိရင်လည်းစတီဗင်ဂျာရက်နောက်ပိုင်းမှာဆိုလို့ရှိရင်အသင်းရဲ့နယ်မွေးချံပေါက်ပြီးသားလို့ရှိရင် stops ဒါစစ်စစ်လစ်ဗာပူးမြို့သားစစ်စစ်ဖြစ်တဲ့ Trent Alexander-Arnold လို့လစ်ဗာပူးပြည်သက်တွေကအကျန်နဲ့ စားသမားတွေထပ်ပို့ပြီးတော့ရေးပေးတယ်လေပို့လဲချစ်တယ်လေအဒီတာထသူ့လိုဆိုလို့ရှိရင်အားလုံးကဒါ he is one of us ပြလေဘဘူးပြည်သက်တွေအားလုံးတို့ one on us ပြီးသားလို့ရှိရင်တသွေးရတသားတဲ့ဆိုတဲ့ပုံစံမျိုးတော့ဒါကျွန်တော်တို့သူတို့သဘောထားခဲ့တယ်ပေါ့နော်အာအနာဂတ်မှာဆိုလို့ရှိရင်လည်းလီဗာပူးအသင်းရဲ့ဒီကပ်တင်လက်ပတ်ကိုပတ်ပြီးတော့အသင်းကိုဦးဆောင်မိတစားမဲ့တစားသမားတယောက်အနေနဲ့ကျွန်တော်တို့ဒါသူတို့သတ်မှတ်ထားကြတယ်အဲ့ဒါဆိုလို့ရှိရင်လည်းသူ့ပုံမှာထားတဲ့ criticism တွေအများစုကိုကျွန်တော်လီဗာပူးပြည်သက်တွေကရှေ့တနေပြီးတော့ဒါကိုလည်းလက်ကျတာလို့ကျွန်တော်မြင်တွေ့ကြရတယ်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်လည်းသူနဲ့ပတ်သက်တဲ့ဒီ criticism တွေပေါ့နော်တချို့ဟာတွေကလည်း fair ဖြစ်တဲ့ criticism တွေရှိတယ်တချို့နေရာတွေမှာဆို ို့ရှင်လည်းလောက fair မဖြစ်ဘဲနဲ့ဒါ player hate နဲ့လို့တဲ့ criticism တွေကိုလည်းကျွန်တော်တို့ဒါကာကွယ်ပေးတဲ့အနေထားတွေမှာရှိတယ်ဒါက Trent Alexander ပေါ်မှာအာနိုပေါ်မှာထားတဲ့ဒါ Liverpool ပြည်သက်တည်းရဲ့အစိမ့်နဲ့စိတ်ထားနဲ့သဘောထားပါတော့သူ့အနေနဲ့ဆိုလို့ရှင်လည်း Liverpool အသင်းမှာတစားတဲ့ကာလတစ်ချောင်းမှာဆိုလို့ရှင်တာဝန်ခြေပြွန်တဲ့လူပဲကျွန်တော်တို့တော့သုံးသပ်ရမယ်ပေါ့နော် professional ပြီးသားတယ်သူတစားတဲ့ position မှာဆိုလို့ရှင်ဒါ right ဘတ်နေရာမှာဆိုလို့ရှိရင်တလောတဘာလုံးမှာအကောင်းဆုံးသစားသမားရည်တွေလားတယောက်ပြောသားလို့ရှိရင်ဒီဖူဘောလာအားလုံးထဲမှာဆိုလို့ရှိရင်လည်းဒီတက်လင်ကယ်ရီယာ most lifted အဖြစ်ဆုံးသစားသမားတယောက်လို့ပေါ့နော်တက်လင်ကယ်ရီယာအရန်လို့ပြည့်စုံတဲ့သစားသမားတယောက်လို့ကျွန်တော်တို့ကသုံးသပ်ရမယ်နောက်ထပ်ဆိုလို့ရှိရင်လီဗာပူးသင်းနဲ့သစားခဲ့တဲ့တစ်ချောင်းမှာဆိုလို့ရှိရင်ဆူဖလာမရဘူးတဲ့ဆူဖလာမရှိ လောက်အောင်ပဲပေါ့နော်ပရီးမီးယားလိဒါဆလို့ချန်ပီယံလိအစုံပြည်တွင်းဆူဖလားတွေပါအပါအဝင်အားလုံးကိုသူ့အနေနဲ့ရယူနိုင်တဲ့အတွက်ဒါလက်ဘဘူးကစားသမားပေါ်မှာတော့ဒါဒါဝန်ချေပြုံလဲတယ်လို့ပဲပြောရမယ်ပေါ့နော်ဟာတဖက်ကဒီရီယယ်မက်ထရီအသင်းကိုပြောင်းသွားမယ်ဆိုတဲ့အနေထားမှာဆိုလို့ရှိရင်တော့သူဘာလို့ပြောင်းသွားလဲအကြောင်းပြချက်တွေဒါတော့ကျွန်တော်လိုက်ပြီးစဉ်းစားရမယ်ဆိုလို့ရှိရင်တော့ရီယယ်မက်ထရီကိုပြောင်းသွားမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ဆူဖလားတွေကိုအများကြီးပို့ပြီးရယူနိုင်မှုအတွက်အခွင့်အလမ်းတွေရှိတယ်ပြသလို့ရှိရင် လာစာကလည်းပို့ပြီးတော့ရပါမယ် နောက်တစ်ခုကတော့ပို့ပြီးတော့ကောင်းတဲ့ career တစ်ခုပို့ကောင်းတဲ့ image တစ်ခုနဲ့ပြိုင်ဘက်တွေရထိုးနှက်ခြင်းလို့ပေါ့နော်အထူးသဖြင့်ပြိုင်ဘက်ပေးသက်တွေရထိုးနှက်ခြင်းလို့ခံရတာကလည်းပို့ပြီးတော့တတ်တာစီမယ်နောက်ထပ်တစ်ခုနေနဲ့သူအရင်တည်းကပို့မလင်းလင်းပြောတယ်ဘူးတယ်ဒါသူ့အနေနဲ့ဆိုလို့ရှိရင် volunteer ရယူခြင်းနဲ့ပေါ့နော်အကောင်းဆုံးတစားသမားတစ်ယောက်ဖြစ်ခြင်းနဲ့ volunteer ရယူခြင်းနဲ့ဆိုလို့ရှိရင်ဒါ real madrid အသင်းမှာတစားမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ volunteer ရယူနိုင်ဖို့အတွက်ပို့ပြီးတော့အခွင့်အလမ်းနေ ရှိမယ်ပေါ့နော်နောက်ဆုံးတစ်ချက်နေလဲဆိုလို့ရှိရင်တော့ England နဲ့ Spain ကြားမှာနှစ်နိုင်ငံကြားမှာဆိုလို့ရှိရင် Spain မှာတော့အများကြီးပူပြီးနေလို့ကောင်းတယ်အဲရာသီဥတုရပြီးတော့လို့ရှိရင်နေလဲဟိုရတဲ့အနေထားမှာရှိရပေါ့နော်ဒါတော့ England သားတွေအတွက်လည်းစဉ်းစားစရာအချက်တစ်ခုတည်းမှာပါမယ်လို့ကျွန်တော်တို့လည်းယုံကြည်ရပေါ့နော်အဲ့အတွက်ဆိုလို့ရှိရင်သူ့ရဲ့ဒစာမမဘဝအတွက်ဆိုလို့ရှိရင်တော့ career အများကြီးပိုကောင်းတဲ့ရွေးချယ်မှုတစ်ခုလို့ပြောရမယ်ဒါပေမဲ့လည်းကျွန်တော်တို့ရဲ့ဒီ Liverpool အသင်းကနေဆွတ်ခွာသွားမယ်ဆိုတဲ့အတွက်ဒါတော့လည်းလို့သာဆွတ်ခွာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့1 နဲ့စီယာထောင်တဲ့အနေအထားလိုပဲပြောရမယ်။လီဗာပူးဘက်ကနေပြန်ပြီးပြောရမယ်ဆိုလို့ရှိရင်လီဗာပူးထပ်စားလို့ရှိရင်ပိတ်သက်တယောက်အနေနဲ့ထားတော့ဒါကျွန်တော်တို့အရှိမထက်ထွက်ခွာသွားသည်ဖြစ်စေမထွက်ခွာသွားသည်ဖြစ်စေကျွန်တော်လီဗာပူးတင်လာတော့ဆက်ပြီးအားပေးနေရုံပါပဲ။အရှိမဆိုလို့ရှိရင် trend ထပ်ပို့ပြီးတော့တကယ်ကြီးမြတ်ခဲ့တဲ့တစားသမားတွေဖြစ်တဲ့ great player တွေဖြစ်တယ်ပေါ့နော်။ဒါ Steven Gerrard တို့အနာယူကြရအောင်လဲကျွန်တော်ကြည့်ပြီးသားပြီးပြီးတော့လို့ရှိရင်ဒီ Torres Trent Crowder လဲကျွန်တော်မြင်တွေ့တယ်ပို့ပြီး Sarres Barcelona ပြောင်းသွားတာလဲမြင်တွေ့တယ်ပို့ပြီး Mane Firmino အဆရှိတဲ့တကယ်ကျွန်တော် ော့ချစ်တဲ့တစားသမားတွေပြောင်းအသိမ်းပြောင်းသွားတာတွေအားယူသွားတာတွေကျွန်တော်တို့အများကြီးတွေ့ထွေတဲ့အတွက် Trent Alexander Arnold လေဗာပူးကနေပြောင်းသွားခြင်းပဲဆိုလို့ရှိရင်လည်းဒါအကျွန်တော်လီဗာပူးအသင်းအတွက်ကတော့ဘယ်လိုပုံစံနဲ့ပဲအဆက်ပြီးအားပေးနေဦးမလဲဆိုရဟာတော့ကျင်းနေတယ်ပေါ့နော်ကလပ်အသင်းဘက်ကနေပြန်ပြီးပြင်ကြည့်မယ်ဆိုလို့ရှိရင်ဒါပထမဆုံးအနေနဲ့ကတော့ဒါ trend ကိုလီဗာပူးအသင်းကနေဒီလိုမျိုးအလွတ်ထောက်ခါတွင်နေပေးလဲတာဒါ club management ရဲ့ failure တခုလို့ပဲကျွန်တော်ဒါတော့ပြောချင်တယ်။ဘာလို့လဲဆိုလို့ရှိရင်သူ့အနေနဲ့ဒါ trend ရောရှေ့ရာသီတွေမှာသာထုတ်နိုင်လဲမယ်ဆိုလို့ရှိရင်တော့အ ਨੇ ဆုံးတော့ဒါကျွန်တော်တို့အတွက်ပြောင်းရွှေ့ခြေတခုရနိုင်တဲ့အနေထားထားနေအခုအနေထားမှာဆိုလို့ရှိရင်တော့ပြောင်းရွှေ့ခြေလည်းမရဘူးပြီးသွားလို့ရှိရင်ကျွန်တော်တို့အဓိကဒီဇိုင်းလုံးမှာတက်ရောက် tactically ရော tactically ရောတကယ်အားကိုးရတဲ့ဒီဇိုင်းလုံးမှာတက်ရောက် ကိုအဲ့လွတ်ပြောင်းချွေခြင်းနဲ့လက်လွတ်ရမှာတော့တကယ်ကိုနစ်နာဖို့ကောင်းတဲ့အနေဒါထူလို့ပဲကျွန်တော်တို့ပြောခြင်းနဲ့နောက်ထပ်တစ်ချက်လေးလာမိတာဒါတော့ဗာလဲဆိုလို့ရှင်ကျွန်တော်တို့ဒီအသင်းတသိန်းတော့အားပေးရဆိုတဲ့နေရာမှာကျွန်တော်တို့ on feed တော့ပြသလို့ရှင် off feed တော့အရေးကြီးတယ်ဆိုတဲ့အနေဒါတော့ကျွန်တော်တို့တဖြည်းဖြည်းနဲ့ပေါ်လုံးအားစားတော့အားပေးတာချလာလေအသင်းတထုကိုဆော့ဆော့မြင်းမြဲအားပေးတာချလာလေလေနားလေလာရယ်ပေါ့နော်ဒီ Liverpool အသင်းရဲ့ဘာလို့ Trent Alexander-Arnold တောင်းဆိုတဲ့အချက်တွေတော့မဖြည့်ဆည်းပေးနိုင်လဲဆိုတဲ့ဟာကိုကျွန်တော်နည်းနည်းလေးတော့ TikTok လုပ်ဖို့လုပ်မယ်လို့ ော်တော်ယုံကြည်တယ်။အခုနောက်ဆုံးသတင်းတွေတက်လာခဲ့တဲ့တပတ်ကိုလောက်ထလာစာ2600-3800ဆိုတဲ့ဟာတာကျွန်တော်အထင်ပြောရရင်တော့ FSC နေနဲ့ပေးဖို့အတွက်ဉာဏ်တွန့်တူနိုင်တဲ့ပမာဏတစ်ခုတော့မဟုတ်ဘူးဒါပေမဲ့ဘာကြောင့်ဒီလိုနေထားကြည့်ဖြစ်တယ်လဲဆိုတဲ့ဟာတော့ကျွန်တော်မသိသေးဘူးဒါပေမဲ့လည်း Liverpool တင်းရဲ့ financial အကြောင်းတို့တော့ကျွန်တော်နည်းနည်းလေး detail လုပ်ပြီးတော့နောက်ထပ် content တွေမှာဆိုလို့ရှိရင်တော့နည်းနည်းလေးပြောသွားဖို့ရှိတယ်ပေါ့နော် အရေးကြီးဆုံးတစ်ခုကိုဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ဒီ Trent Alexander Arnold ကို Real Madrid ကိုလက်လွတ်ထည့်ရတာဒါ Liverpool အသင်းအနေနဲ့တိတ်ထပိုင်းရ Real Madrid ကိုရှုံးနှိမ့်ထည့်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့လည်းပြောချင်တယ်ပေါ့နော်ဒါကကျွန်တော်တို့ဒီတစားသမားတစ်ယောက်ကိုပုံမှန်လက်လွတ်ထည့်ရတာပို့ပြီးတော့ဆိုးရွားတဲ့အခြေအနေတစ်ခုလိုပဲကျွန်တော်တို့သုံးသပ်ချင်တယ် Liverpool အသင်းအနေနဲ့ဆိုလို့ရှိရင်ဒီရာသီကုန်ဆုံးသွားပြီးလို့ Premier League တို့ဒါရယူနိုင်လိမ့်မယ်ဆိုလို့ရှိရင်ဒါ Liverpool England မှာအအောင်မြင်ဆုံးအသင်း The most successful club ပြောလို့ရှိရင် The biggest club လို့ဒါကျွန်တော်တို့ကသုံးလို့ရမယ်ပေါ့နော် ဒါပေမဲ့လည်းဒီလူမျိုးကျွန်တော်တို့အကောင်းဆုံးလူစားသမားတစ်ယောက်ကိုလက်ရှိအနေထားအောင်မြင်ဆုံးနေထားမှာဒီ Real Madrid အသင်းတော့လက်လွတ်ထွက်ရတာကဒါ Liverpool အသင်းနဲ့ဒီ Real Madrid ဒါမှမဟုတ်လို့ရှင် Barcelona အသင်းတို့ကြားမှာဘယ်လောက်ထိ꽈ချားမှုလေပြီးသားလို့ရှင်အစင်တန်း꽈ဟမှုတွေရှိနေသေးလဲဆိုတဲ့ဟာတို့ဒါမိမောင်းထိုးပြထွက်ရလို့ပဲကျွန်တော်တို့ယုံကြည်တယ် ။အဲ့တော့ဆိုလို့ရှိရင်အသင်းလို့မေးလွန်းထုတ်เสียရှိလာတာကတော့ဒီရာသီပြီးသွားလို့ရှိရင်အသင်းကဒါအာပရီးမီးယားလိအရေးအတွက်မှာဆိုလို့ရှိရင်လည်းမန်ယူနိုက်တက်နဲ့အတူတူဖြစ်သွားမယ်။ပြီးသွားလို့ရှိရင်တခြားဆူပလာအရေးအတွက်မှာဒီမှာအားလုံးထက်တာလွန်တဲ့အနေအထားဖြစ်တဲ့အတွက်ဒါလီဗာပူးသင်းနေနဲ့ပြည်တွင်းမှာတော့အောင်မြင်ဆုံးဖြစ်လာပြီ။ဟုတ်ပြီ။ဒါအရင်တုန်းကကျွန်တော်ရဲ့ status လို့ပြန်ရကြပြီ။ပြီးတော့ရင် ် FSC ရောပြသလို့ရှိရင်ဒီအသင်းရဲ့ director နေရာတော့ပြန်ယူလာတဲ့ဒီ market output တို့လူအဖွဲ့အစုအနေနဲ့ management team တွေနဲ့သူတို့ဘာဆက်လုပ်မှာလဲ လပူအတင်းရဲ့ဒေတာရည်ရွယ်ချက်ကဘာဆက်ဖြစ်မှာလဲပြီးတော့လို့ရှင်အဲ့ဒီရည်ရွယ်ချက်တွေရောက်လာအောင်လို့ကော FSC နေနဲ့ဘာတွေလုံးမှာလဲဆိုတဲ့ဟာကိုတော့ကျွန်တော်တို့မေးလွန်းထုတ်เสียလို့မယ်လို့ဒီအပြောင်းရွှေ့တာနဲ့ကျွန်တော်နေနေတော့စဉ်းစားမိပါတယ်ဒါကကျွန်တော်ရဲ့ဒီ Track Alexander Arnold ရဲ့ဒီအပြောင်းရွှေ့နဲ့ပတ်သက်ပြီးတွေးမိတာလေးတွေပေါ့ဆွေးနွေးသုံးသပ်ထားတာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်နော်